စင်ပေါ်မှာပြုတ်မှုခဲ့တဲ့ပြုတ်မှုတချို့ကြောင့်ဝေဖန်မှုတွေမြင့်တက်နေတဲ့ထထထွန်းရန်ကုန်စင်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ထထထွန်းကမစ္စတရားပါဒါပေမဲ့လက်ရှိအချိန်မှာတော့ရုပ်ရှင်ရိုက်ကူးရေးတွေမှာပါဝင်တရုပ်ဆောင်နေတဲ့မင်းသမီးတယောက်ဖြစ်ရည်တည်နေတာဖြစ်ပါတယ် ထက်တက်တွန်းကမစ်လောကတွေကိုဝင်ရောက်လာခဲ့တုန်းကအားပေးတဲ့ပရိသတ်ကနဲမာတယ်။ဒါပေမဲ့တမီးဆိုဆိုရင်ဇလန်တွဲမှာထက်ထက်တွန်းကပရိသတ်တွေပို့ပြီးတော့မှသိရှိလာခဲ့တာဖြစ်ပါတယ်။တမီးဆိုဇလန်တွဲကစပြီးအိမ်နောက်ဇလန်မှာတော့ပရိသတ်တော်တော်များများကထက်ထက်တွန်းကိုလက်ခံအားပေးလာကြတာဖြစ်ပါတယ်။ဒါပေမဲ့ထက်ထက်တွန်းရဲ့ over acting နဲ့ကြောင့်ဝေဖန်ခံရတာမျိုးတွေလည်းရှိပါတယ်။ထက်ထက်တွန်းကတခုတ်တရလို့တကယ်ကိုဒိတ်ဒိတ်ချင်းနာမည်ကြီးရုပ်ရှင်စကားကြီးမှလည်းဇက်ပြိုင်မင်းသမီးဖြစ်ပါဝင်တရုတ်ဆောင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီ နှစ်ထဲမှာဆိုရင်လည်းထထထုံရိုက်ကူးထားခဲ့တဲ့ရုပ်ရှင်စကားကြီးတွေများစွာကိုတွေ့မြင်ရမှာပါထထထုံကလက်ရှိအချိန်မှာဆိုရင်လည်းပွဲတက်အခမ်းအနားများစွာမှာဖျော်ပြတင်ဆက်ပေးနေပါတယ်တခြားအမှုပညာရှင်တွေလိုတချင်းဆိုတာမျိုးမဟုတ်ဘဲနဲ့သူကတော့ပွဲတက်ပြီးရင်နောက်ပြီးစင်ပေါ်မှာ performance အမိုင်စားတွေနဲ့ပရိသတ်တွေကိုဖျော်ပြတင်ဆက်ပေးခဲ့တာပါပြီးခဲ့တဲ့ရက်ကပြုလုပ်ခဲ့တဲ့စိန်နှန်းတော်စင်ရွှေရတနာဆိုင်ကြီးရဲ့ပွဲတစ်ခုမှာတော့ထထထုံပြုမှုခဲ့တဲ့အပြုမှုတချို့ကြောင့်ပရိသတ်တွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်အဲ့ဒီပွဲကြီးကိုစိုးပြီးတဲ့စဉ်ဟိန်ဝင်ရ န်ထက်ထက်တော့မိမိနဲ့အခြားအမှုပညာရှင်တွေဖြစ်တဲ့တိုင်ရွန်တို့ကပါတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီလိုပွဲတဲ့အခမ်းအနားကြီးကိုတက်ရောက်တဲ့အခါမှာထက်ထက်တော့နဲ့မိမိကတော့ Miss Loka ကလာတဲ့သူတွေဖြစ်တဲ့အတွက် Miss တွေရဲ့လမ်းလျှောက်ပုံလမ်းလျှောက်နီးခပ်ဝတ်တွေရှောက်ပြီးတော့အလှပြခဲ့ကြတာမျိုးတွေရှိသလိုပွဲကိုတက်ရောက်လာကြရင်ပရိသတ်တွေနဲ့အတူတူတွဲဖက်ကရတာမျိုးတွေလည်းရှိပါတယ်။ဒီလိုတွဲဖက်ကရတဲ့အခါမှာထက်ထက် ထက်ထက်တွန်းကအမြဲတမ်းဆိုသလိုသူ့ရဲ့အလုပ်တွေပေါ်မှာအပြည့်အဝလှုပ်ဆောင်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်ကောင်းလေးတစ်ယောက်နဲ့တွဲဖက်ပြီးတော့ကားတဲ့အခါမှာလည်းမောင်လေးစားဆိုတဲ့တခြင်းနဲ့တကယ့်ကိုအမိုက်စား performance အနေနဲ့ကားခဲ့တာပါ။ dance အကကိုပုံစံမျိုးမျိုးနဲ့ကားခဲ့တာဖြစ်ပြီးကောင်းလေးနဲ့တရင်တနည်းပုံစံနည်းနဲ့ကားပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကထက်ထက်တွန်းကအမူပိုလိုက်တာဆိုပြီးဝေဖန်မှုတွေရှိသလိုစင်ပေါ်မှာအယံကိုကနေတာကြီးကလုံးဝမသိတော့ဘူးလို့ပြောခဲ့တဲ့သူတွေလည်းရှိပါတယ်။ထက်ထက်တွန်းကိုခြေချတဲ့ပရိသတ်ကတော့ထက်ထက်တွန်းကအမြဲ ဲတမ်းပဲအမှုပညာအလုပ်ကိုပေါ့ရော့ပြီးလုပ်တာမျိုးလုံးဝမရှိဘူးသူလုံးရမယ့်လုပ်ကိုအင်ပြည့်အားပြည့်လုပ်တယ်တခြားအမှုပညာရှင်တွေလိုရှက်ချင်အောင်စောင့်နေတာမျိုးလည်းမရှိဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်ထထထွန်းရဲ့ performance ကပရိသတ်တွေတသားတည်းကျတယ်လို့လည်းပြောဆိုနေကြတာမျိုးတွေရှိသလိုအခုလိုမျိုးကောင်းလင်းငငယ်ရွယ်ရွယ်လေးနဲ့ပခုံးဖက်ခါဖက်ကကပြနေတဲ့ပုံစံတွေကလူမြင်မသိတော့ဘူးဆိုပြီးဝေဖန်မှုတွေလည်းရှိနေခဲ့ကြတာပဲဖြစ်ပါတယ်ထထထွန်းကတော့သူကအမှုပညာအလုပ်ဆိုလို့ရှိရင်အားလုံးကိုယူယူတွတ်တွတ်နဲ့လှုပ်တတ်တယ်ရှေးလျှောက်ပါပဲဖြစ်လာမလဲဆိုတာကိုမတွေ့ဘူးလုံနေ ရဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားတက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးတဲ့အခါမှာတော့ထက်ထက်တုန်းက over IT နေရှိရဲဆိုတဲ့ဝေဖန်ချက်တွေကြောင့်လက်ရှိချိန်မှာတော့ over IT ကိုရှော့ပြီးတော့တရုတ်ဆောင်နေတဲ့မြင်းသမီးတက်လက်ပဲဖြစ်ပါတယ်။ပရိသတ်စီရောထက်ထက်တုန်းကစင်ပေါ်မှာကာခဲ့တဲ့အကကွက်တွေအပြုတ်မှုရင်းနဲ့ပတ်သက်ပြီးဘလို့တွေမှတ်ချက်ပြုကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။